။ဥရောပရှင်ပနန်းစုကိုဆာလာလွေနော့စကီဟာရီကိန်းဘယ်သူရသွားမလဲ။ဗြိတိန်များလုံးမဲ့မိန်လာများရွှေရိုးအိုင်ဘတ်ခွန်ရှီကိုအေးချမ်းကနေပြန်လဲကျူလိုက်ပါရီ။ ဒီရာသီဥရောပရှင်ပန်းစုကိုဘယ်ကစားသမားရာသွားမလဲစိတ်ဝင်စားဖို့ရကောင်းပါတယ်။ရာသီကကုံမွန်ဤဆက်လာပြီးဖြစ်တာကြောင့်ချန်ပီယံအသင်းတွေနဲ့အသီးသီးထွက်ပေါ်လာနေပြီဖြစ်ပါတယ်။ကလပ်အသင်းတွေရဲ့အောင်မြင်မှုကလည်းစိတ်ဝင်စားဖို့ကောင်းသလိုဥရောပရှင်ပန်းစုလိုမျိုးတိုင်းစစ်ကစားသမားတိုင်းအတွက်မလောက်ဆရာစုဖြစ်တဲ့ဒီစုကိုဘယ်သူရာသွားမလဲဆိုတာကလည်းစိတ်ဝင်စားကြပါဥရောပရှင်ပန်းစုဟာ1986ခုနှစ်ကစတင်ကျင်းပခဲ့တာဖြစ်ပြီးဘောလုံးရာသီတရာသီရဲ့တက်ဆိုင်ရာလိမှာဂိုးသွင်းအများဆုံးကစားသမားကိုစုချင်းမြင်တာဖြစ်ပါတယ်။ဒါဆိုရင်ဒီစုကိုဘယ်လိုပေးတာလဲဆိုတာကြည့်လိုက်ရအောင်။ ။ကစားမရနေနဲ့ဂိုးသွင်းများတာမှန်ပေမဲ့သက်ဆိုင်ရာလေးအလိုက်တန်ဖိုးကလည်းကွာခြားပါရင်ဥရောပရှင်ပလန်ဆွေရဲ့အတွက်ချက်ပုံကတော့ဥရောပထိပ်သီးလိ၅လိဖြစ်တဲ့ပရီးမီးယားလိစီးရီးအေလာလီကဘွန်ဒက်လီကာနဲ့လီဂူကွမ်တို့ကကစားသမားတွေရဲ့အသွင်းကိုနှင်းနေမြောက်ပါရင်ဥရောပထိပ်သီးလိ၅လိပြင်ပကအဆင့်၆ကနေ၂၂အထိလိတွေကိုတော့၁၃.၅လိမြောက်ပြီးအဆင့်၂၂အောက်ကလိတွေကိုတော့ တင်းနဲ့မြောက်တာဖြစ်ပါတယ်။ဒါကြောင့်ဒီစုဟာဥရောပထိပ်သီးလိ၅လိကကစားသမားတွေပဲရနိုင်တယ်ဆိုလို့ဆိုရမှာပါ။အရင်ကဆိုရင်ဗိုလ်တက်လိကနဲ့လိကူးကွမ်းလုံးမှာကစားတဲ့ကစားသမားတွေရဲ့အသွင်းကိုတွေကိုနှစ်နဲ့တော့အမြောက်မခံရပဲ1.5လောက်နဲ့အမြောက်ခံရတာပါ။ဒါကြောင့်ဒီစုကိုအများဆုံးစကူးနိုင်ခဲ့တဲ့လိကပေးမရလိလာလိကနဲ့စီးရီတို့ကကစားသမားတွေပဲဖြစ်နေတယ်ပါတယ်။ ဇိုဝဲဝဲသမိုင်းမှာရှမလန်းစုကိုပထမဆုံးအကြိမ်စုကူးနိုင်ခဲ့တဲ့ကစားသမားကပေါ်တူဂီကနေဝင် UCB ပါဒီစုကိုဆန်ရင်တင်အများဆုံးစုကူးထားတဲ့ကစားသမားကတော့လီယိုနယ်မက်ဆီပဲဖြစ်ပါရင်မက်ဆီအားချင်းဒီစုကူးရရှိပြီးတော့အားလုံးကိုဘာစီလိုနာမှာကစားရင်းနဲ့ရခဲ့တာပါမက်ဆီကဒီစုကိုသုံးချိန်ဆက်စုကူးနိုင်တဲ့ဒူးတဲသောကစားသမားလည်းဖြစ်တယ်လို့သွင်းကိုပေါင်း90နဲ့ရယူနိုင်ခဲ့တဲ့ဒူးတဲသောကစားသမားလည်းဖြစ်ပါရင်ခရစ်စတီယာနိုရယ်ဒိုကတော့ဒုတိယအများဆုံးကစားသမားဖြစ်ပြီး၄ချိန်အထိရပူတာပါ။ရယ်ဒိုအနေနဲ့မတူညီတဲ့လေးနှစ်ခုကနေဒီစုကိုအရယူဖို့တဲ့ကစားသမားဖြစ်မှတ်တမ်းဝင်ထားပါရင် ကလန်အသင်းအနေနဲ့အဆူရရှိမှုအများဆုံးကတော့ဘာစီလိုနာဖြစ်ပြီးမဒူနီရဲ့ကစားသမား3ဦးနဲ့၈ချိန်အထိရရှိထားတာပါ။ပြည်အများဆုံးကတော့ရီယယ်မက်ဒရစ်နဲ့ဘိုင်ယန်မြူနစ်တို့ဖြစ်ပြီးမဒူနီရဲ့ကစားသမား2ဦးနဲ့၄ချိန်စီရရှိထားတာဖြစ်ပါတယ်။၄အနေနဲ့ကတော့လာလီဂါကအများဆုံးဖြစ်ပြီးမဒူနီရဲ့ကစားသမား9ဦးနဲ့15ချိန်အထိရရှိထားတာပါ။ ဗိမာန်လင်းကတော့ဒုတိယအများဆုံးဖြစ်ပြီးမလူကြီးတဲ့ကစားမှာ6ဦးနဲ့9ချက်ရရှိထားတာဖြစ်ပါတယ်။ဒီနေ့မှာတော့ဥရောပရှင်ပနက်စုကိုရာသွားဖို့မိုဆာလာကရေပန်းစားနေပါတယ်။ဒါပေမဲ့ဆာလာအနေနဲ့လက်ချင်ပွဲတွေမှာဂိုးသွင်းနိုင်ဖို့တော့လုံနေပါသေးတယ်။လက်ရှိမှာရှင်ပနက်စုကိုထိတ်ဆုံးကနေတင့်ပြင်းနေတဲ့ကစားသမားကတော့ဖီတာဂျူကာရဖြစ်ပါတယ်။ ဗန်ဂီလီမှာဂျိုကာရက်က38ကိုတီသွင်းယူထားနေတာပါဒါပေမဲ့အဆင့်နှိမ့်လေးဖြစ်တာကြောင့်1.5နဲ့ပဲမြောက်ခံထားပါတယ်လက်ရှိမှာဂျိုကာရက်က38ကိုကို1.5နဲ့မြောက်ပြီးတော့ရမတ်58မိနစ်နံပါတ်1ဖြစ်နေတာပါဒုတိယနေရာမှာတော့မိုဆာလာကရှိပြီးသွင်းကို28ကိုတီသွင်းယူထားပါတယ်ဆာလာကပရီးမီးယားလိမှာကစားနေတာဖြစ်တာကြောင့်သူ့ရဲ့သွင်းကိုတွေကို2နဲ့မြောက်လိုက်ရင်ရမတ်က56မိနစ်ရှိနေတာဖြစ်ပါတယ်တတိယနေရာမှာတော့လာလီဂါက25ကိုတီသွင်းယူထားတဲ့ရောဘတ်လီယိုနော့စကီရက်တည်နေပါတယ်လီယိုနော့စကီအနေနဲ့ရမတ်50ရှိနေတာပဲဖြစ်ပါတယ်ဘိုင်ယန်မြူးနစ်နဲ့အတူဘွန်ဒက်လီဂါချန်ပီယံဖြစ်သွားတဲ့ဟာရီကိန်းကတော့24ကိုတွင်းယူထားပြီး ရမှတ်48မှတ်ပါဂျိုကာရကလည်းရှိမှာအမှတ်များဆုံးဖြစ်နေပေမဲ့ဆာလာကအချိန်မီကျော်ဖြတ်သွားလိုက်တာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချိုလိုက်ရပါတယ်ခင်ဗျာ။